ခံစားတတ်တဲ့သူတွေဖြစ်ဖို့ကိုချင်းစာတတ်တဲ့သူတွေဖြစ်ဖို့အဲ့တော့စောစောကပြောတဲ့ဗိုလ်ချုပ်ကြီးခင်ကျော်တရားခံမဟုတ်တဲ့ကိုညင်ညီဦးကို2023နှစ်နဲ့နှစ်လချမှတ်ခဲ့တယ်။ဟောသူကိုယ်တိုင်လည်းသူကိုယ်တိုင်စောက်ထားတဲ့အဆောက်အဦးမှာပဲပြန်ပြီးတော့အကျဉ်းကျခံရတဲ့အထိဝတ်ဆိုတာလဲရပါတယ်။ဒါတွေဟာတမိုင်းမှတမ်းမှဖျောက်ဖျက်ပြစ်လို့မရတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ 是啊，拿钱开的小楼嘛，房价、单价呢，米达族呢，快垮逼，你看样的，都看涨，看啥个样的都落去。别个呢，在哪端嘛，规模大的，在哪边干啊，过年年无数的，现在是张大刚上吊写吧，明白那干嘛？像那些米达族价格呢，都跌，批吧，你看一斤哪吊批？那是当年的那了，当年嘛，你给俺说，我叫朋友来参加。 ရင်နာတဏှင်မှာရှိတဲ့တဏှင်မှာရှိတဲ့ရင်နာချက်ဆက်ယုံကိုဖောက်ခွဲတယ်ဆိုတော့ပုံမှန်တယ်ထောင်တန်23နှစ်နဲ့2လနောက်ဆုံးတရားခံကိုမိတယ်တရားခံကိုမိတဲ့အချိန်မှာကိုညင်ညီဦးကတရားခံမဟုတ်ဘူးဆိုတော့သိသိကြီးနဲ့အဲ့ဒီလောက်နှစ်ကာလကြာအောင်ထောင်ထဲမှာနေခဲ့ရတယ်ကျွန်တော်တို့မိတ်ဆွေပါ အခုတော့ဆုံးသွားပါတယ်ထောင်ထဲမှာရတဲ့ဒဏ်ရာတွေနဲ့လေဖြတ်တယ်ရုပ်ကောက်ပွဲမတိုင်ခင်ရက်60 ောင်နိုင်မဲဆွယ်ပဲကာလမှာ NLD ပါတီကနေပြီးတော့အယိုးကြည်ကြည်အရေးခန်းခန်းလိုက်ပါပြီးတော့ကိုညင်ညီဦးကဆောင်ရွက်တယ်အခုတော့ဆုံးသွားပြီဒီလိုတန်ရာတန်ချက်တွေနဲ့လက်လွတ်စပယ်ဆောင်ရွက်ခဲ့ကြတဲ့သူတွေမိသားစုနဲ့ဝေးကွာရခြင်းခွဲခွာခြင်းတန်ရာဘလောက်ထိကြီးတယ်ဆိုတာအဲ့တော့ဆရာမနုနုကြီးအင်းဝရေးသားထားတဲ့ ဝတ္ထုကရှိတယ်တိုးတော့ကျွန်တော်အတူချုံးပြီးတော့ကျွန်တော်ပြောချင်တဲ့အတိတ်ပဲလေးပေါ်အောင်စူးစမ်းပြီးတော့ပြောပါခေါင်းစဉ်ကပါလဲဆိုရှင်ခွဲတဲ့တကယ်တော့အဲ့ဒီရှင်ခွဲဆိုတဲ့စာအရေးသားကဖတ်ရှုခံစားမှအရသာပေါ်မဲ့ကိစ္စတိုးတော့ကျွန်တော်မနေနိုင်လုံးလို့ကျွန်တော်ပြောပြမှာမနေနိုင်လုံးလို့ဆိုတာကကျွန်တော်ပြောတာကနေတဆင့်ရှားဖွေပြီးတော့ဖတ်ရှုခြင်းနဲ့အဆင့်ရောက်အောင်ကျွန်တော်ကစူးစမ်းပြီးပြောမှာတိုးတော့ကျွန်တော်အပြောဟာဆရာမရဲ့အရေးကိုဘယ်နည်းနဲ့မှ မမိနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူကအရေးအသားအဖြစ်ပုံဖော်ထားလို့သူ့ရဲ့အမှုပညာစွမ်းရည်ဟာအပြောထဲမှာရှိမနေဘဲနဲ့အရေးထဲမှာရှိနေလို့သို့တော့ကျွန်တော်ကစေတနာနဲ့ဖတ်စေခြင်းလုံးလို့တိုက်တွန်းတဲ့အနေနဲ့ကျွန်တော်ပြောမှာသူ့ကိုမှီအောင်တော့ကျွန်တော်ပြောနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်စေတနာရလုပ်မှာခေါင်းစဉ်ကရှင်ခွဲတဲ့အမျိုးသမီးတယောက်သူ့အိမ်ကိုပြန်လာအရန်လာတဲ့အရေးသားတွေကအဲ့ဒါတွေပြောရင်တော့ပြီးမှာမဟုတ်ဘူး။အဲ့တပုတ်ထဲနဲ့တနားရီခွဲပြေးသွားမှာ။ ဖြတ်ခနဲ့အိမ်အဝင်မှာမှန်နေဟိုအိမ်ရမှန်ပရင်းကားကိုဖြတ်ခနဲ့ကြည့်လိုက်တော့ခေါင်းနေဖြူးနေတဲ့သူ့မျက်နှာကိုသူ့မျက်မြင်နေအော်သူ့အသက်တော်90ကျော်ခဲ့ပြီပဲတိုက်ရိုက်မပြောဘူးဆိုင်းဆံမအဲ့ဒီအိမ်ပြန်လာတဲ့အမျိုးသမီးတယောက်ကတန်း90ကျော်ပြီအိမ်ငကားကိုခေါက်လိုက်တဲ့အခါကျတော့သူ့ရဲ့မမကြီးသူ့မမကြီးဆိုတာသူ့ရဲ့အထက်မှာနှစ်ယောက်အဲ့ဒီနှစ်ယောက်ရဲ့အထက်ကမမကြီးသူ့အထက်ကနှစ်ယောက်ကဖတ်မတင်ဘူးအဲမမကြီးရဲ့အသက်က98နှစ်နှစ်နှစ်ခြားနှစ်နှစ်ခြားမွေးပုံပေါ်ပါတယ် ပါပါလတ်လတ်နှခမ်းတင်းတင်းစိတ်ထားတဲ့မမကြီးငငယ်တုန်းကအတိုင်းပဲမပြောင်းလဲဘူးတကားခောက်လိုက်တဲ့ခါကျတော့အေးငါညီးကိုမုတ်ချုံမရောက်မထင်လို့အေးခတ်တင်းတင်းပဲပြောတယ်မမကြီးကငငယ်တုန်းကအတိုင်းပဲမပြောင်းလဲဘူးမမကြီးတော့58နှစ်ရှိပြီဆိုရင်ကိုကိုကြီးကကိုကိုကြီးကမမကြီးတန်းနှစ်ကြီးတယ်60ပေါ့အဲ့မိသားစုဒါဆိုရင်သူ့အဖေနဲ့အမေကပြီးခဲ့တဲ့နှစ်ကမွေးနေ့လောက်တော့89နှစ်ဒါဆိုရင်အခု90ပေါ့ဒီမိသားစု သူပြန်လာတယ် သူ့စိတ်ထဲမှာတုံ့ဝင်းဝင်းနဲ့စိတ်ဝင်စားအဖြစ်ဆုံးရပါလို့ဆိုအမေသူ့ကိုဘလို့များဆက်ဆံမှာပါလဲသူ့အမေအမေသူ့ကိုဘလို့များဆက်ဆံမလဲမမကြီးအမေအချိန်နေရောညီမေကတော့အေးပြောကိုမပြောကျွန်တော်ပေါ့အပြုတ်ပေါက်ကလေးချနေတာပဲတကယ်တော့ fire တက်90ဆိုတော့တငယ်ပြန်ပြီအိုးလုံးကြီးတွေထုတ်ဝေပြီးတော့ဒေါ်လေးတိုက်တော့သူ့မိနေမေကဒေါ်ထိုက်သူ့ညီမကဒေါ်တိုက် ပွဲသွားကြည့်မယ်ဆိုပြီးထွက်သွားလေရဲ့အေးဘလို့မှတားမရဘူးအပြိုပေါက်မှလေးကြာနေတာပဲခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ဖလန်းဖလန်းကိုထလို့ပေါ့အမေကအဖေကိုလုံးဝမမတ်မိတော့ဘူးအေးကျွန်တော်စူးစမ်းပြီးပြောနေတာပါတော့ဒီစားဖတ်မှရတာပေါ့မှာအမေကအဖေကိုလုံးဝမမှတ်မိတော့ဘူးဒီစကလုံးမှာဒီဇက်ကောင်ဖြစ်တဲ့အမျိုးသမီးကစိတ်မကောင်းဘူးအမေလောက်အဖေကိုချစ်ခင်ယူရတဲ့သူ အဖေလောက်အမေရဲ့အယုရအပြုစုကိုခံတဲ့သူဒီလောကကြီးမှာမတွေ့ဘူးငယ်စဉ်ကတည်းကထမင်းဝိုင်းမှာထမင်းဝိုင်းရှိရောက်ခင်းကျင်းပြင်ဆင်ထားတဲ့အချိန်မှာရှေ့မှာဧည့်သည်လာလို့အမေလုပ်တဲ့သူကစကားသွားပြောတယ်အဖေလုပ်တဲ့သူကအဲဇပွဲမှာငုတ်တုတ်ကြီးငုံငူကြီးထားနေတာ15မိနစ်လည်းမဟုတ်나이ဝယ်လည်းမဟုတ်အော်ကိုမောင်သားရင်စားလေဘာလုပ်နေတာတော့မင်းကစားလို့မပြောသေးလို့ငါစောင့်နေတာတဲ့ဒီလိုခင်ပွန်းမျိုးဒီလိုဇနီးမျိုး ဝက်တာစားတာနေတာထိုင်တာအဆအယူရဆိုင်ပြုစုယူရတဲ့ချစ်ခင်နဲ့အဖေနဲ့အမေအခုတော့အမေကအဖေကိုမှတ်မှတ်မိတော့ဒါနဲ့သူအဖေကိုတရိရတော်မိတယ်အဖေရောတဲ့အဖေကတော့အေးတဲ့သူတို့အိတ်ခမ်းလေးတဲ့ကို ပြချင်းအောင်ထူထူစားချင်းအောင်ထူထူချထားတဲ့အထဲမှာဖေးရှိမယ်ဖေးတက်ကလည်း90အဖေကသူ့ကိုမှုံတီးနေတဲ့မျက်လုံးလေးနဲ့လှမ်းကြည့်တယ်တွတ်တွချင်းမေးတဲ့စကားကနင်တို့အမေရော အဖေကတော့အမေကိုမေးနေတော့နင်တို့အမေကောငငယ်ကလေးကအဖြစ်သေးတဲ့အဖေအမေခဏလေးပျောက်သွားရင်နင်တို့အမေရောလို့ခဏခဏမေးလို့တို့ညီကောင်မောင်နှမတွေအဖေကိုစကဲနောက်ခဲကြဘူးတဲ့အခုတော့ဖြင့်အမေကအဖေလောက်တဲ့သူကို လုံးလုံးမမမှတ်မိတော့ဘူးအဲ့လိုပြောနေတဲ့အချိန်မှာပဲတနခါဘဲစားရိုက်ပြီးတော့ခုံပေါက်ပြီးဝင်လာတဲ့အတန်ကြားလို့လှည့်ကြည့်လိုက်တော့အသက်60အရွယ်သူ့အမေနုပြုံမှုတစ်ခုပူးကတ်နေတဲ့တနည်းအားဖြင့်တငယ်ပြန်းနေတဲ့ တနခါးတွေနဲ့ပန်းပန်ထားတဲ့ပိုးလုံးကြီးနဲ့ဖြတ်ကနေဖြတ်ကနေအိမ်ထဲကိုဝင်လာပြီးတော့အမေသူ့မြန်မှတ်မိမလားလို့ကြည့်တယ်အမေကသူ့ကိုမှတ်မိပုံမပြလိုက်ကလေးကိုဖယ်လိုက်တယ်အထဲမှာသူ့ယောက်ျားသူ့ရဲ့ခင်မောအဲ့လိုတွေ့တာနဲ့អော်တယ်ဘယ်ကဖိုးကြီးလဲအဲ့ဒီဖိုးကြီးကအာမနာရှာမကြို့သူများအိမ်မှာတည့်ရလည်းမဟုတ်နေ့ရလည်းမဟုတ်ခုတည်းမပြန်သေးဘူးလားမြန်မြန်ပြန်ပို့ကြပါဒီဖိုးကြီးကို အသားကြီးကလည်းဖြူဖက်ဖြူရော်နဲ့ဘဲကတရုတ်အဖိုးကြီးလေ။အော်ဟစ်စုညာပေါက်ကွဲတယ်။မမကြီးလှုပ်တဲ့သူကသူ့ကိုမေးလင်းငေါ့ပြတယ်တွေ့လား။နင်းတွေ့ပြီလား။အမေနဲ့အဖေရဲ့အဖြစ်ကိုနင်းတွေ့ပြီလား။သိတ်ချစ်ခင်ခဲကြတဲ့ဇနီးမောင်နှံနှစ်ယောက်ခုတော့ဖြင့်အမေကအဖေကိုမမှန်းမိတော့ဘူး။အဲ့လိုအော်ဟစ်နေတဲ့အချိန်မှာအဖေကမျက်ရည်လေးတွေဝှက်ပြီးတော့ကလထိုင်လေးကနေခြံအောင်လေးကိုပြောင်းဝင်သွားရှာတယ်။နောက်တည့်ရက် ဒီလိုပဲထုံးစံတိုင်းပဲလိုက်ကလေးကိုဖွင့်ဖွင့်ပြတာနဲ့ဒီအဖုံးကြီးကခုချိန်ထိသူများအိမ်မှာမနေ့ဆော်ဆော်စီးစီးခုချိန်ထိမပြန်သေးဘူးလားအဲ့ဒီအချိန်ကျတော့ခေလုတ်တဲ့သူကိုမုံကလေးပဲကလေးကျွေးတဲ့အချိန်ဆိုတော့ဂရင်မောကနေကလထိုင်ပေါ်ကိုရွှေ့ထားတယ်ပလက်ကလထိုင်လေးရဲ့ဘေးအဲ့ဒီလို အော်ဟစ်စူပူနေတဲ့အသက်60အရွယ်အဖွားကြီးကဒီအဖုံးကြီးခုချိန်ထိမပြန်သေးဘူးလားဆိုပြီးတော့ကလထိုင်ရဲ့ဘေးကိုဆွေ့ခနဲရောက်လာတယ် ်ပြီးရင်အဲ့ဒီအဖိုးကြီးရဲ့ခြေထောက်ကလေးတွေကိုဖွာဖွာလေးညင်ညင်သာသာလေးနှိပ်ပြီးဘာဆက်ကတော့တွတ်တွတ်တွတ်နဲ့ပြောနေတာဒီအဖိုးကြီးကိုခုချိန်ထိပြန်မပို့ကြသေးဘူးလားသူများအိမ်မှာအာမနာစာမကျိုးနဲ့ဖြူဖက်ဖြူရော်နဲ့ဒီတိအဖိုးကြီးကဘဲကလည်းသို့တော့လက်ကလေးတွေကတော့အဖိုးကြီးရဲ့ခြေထောက်ပေါ်ကိုညင်ညင်သာသာနှိပ်နေပြီးလို့အဲ့တော့ငငယ်ငယ်တော့ဒီဇနီးမောင်နှံဟာကိုမောင်သားနဲ့မတ်ထိုက်ဆိုတဲ့ဇနီးမောင်နှံဟာနော် ထားပါတော့တန်းထိုက်ဆိုတဲ့တစ္ဆက်ကလေးကိုတဲထားကြတယ်။လင်မယားတစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်အင်မတန်ချစ်ခင်ကြတဲ့အခါကျတော့စီးပွားဥစ္စာတွေကလည်းဖြစ်ထွန်းကြတယ်ပေါ့။တရင်ကြတော့ကားကလေးနဲ့ဇလီဘားတုံးတွေကို contract ပေးဖို့ contract သွင်းဖို့တွားတဲ့အချိန်မှာမကြီးပင်တွေခုတ်နေတဲ့အချိန်မှာလွတ်လောက်ပါတယ်ဆိုပြီးတော့ကိုမောင်တန်းကမောင်းလိုက်တာ။မကြီးပင်ကြီးတက်တဲ့ကားပေါ်ပြုတ်ကျ။ driver လေးကတော့ပွဲချင်းမိသေး။ကားထဲမှာညံ့နေတဲ့အဖေဖြစ်သူဦးမောင်တန်းကျွန်တော်တစ်ဖက်လုံးစစ်စစ်ညံ့ညံ့ချီ ဆရာဝန်ကဘလို့မှမရဘူးဖြတ်ပြရမယ်လို့ပြောတယ်အမေလုပ်တဲ့သူကနေပါအောင်ဆရာရဲ့အကြမ်းစူးစမ်းပြစေဦးနောက်ဆုံးအမေရဲ့မေတ္တာကြောင့်ပဲလားမသိဘူးအဖေရဲ့ခြေထောက်နှစ်ဖက်ဟာရှမ်းဆရာကြီးတယောက်နဲ့ဆေးစိလိုက်တဲ့အခါမှာအရိုးတွေပြန်ဆက်သွားပြီးတော့မဖြတ်ရဘူးဒုက္ခိတဘဝကိုရောက်မသွားချဘူးအဲ့ဒါလို့ချစ်ခင်ခဲ့ကြတဲ့ဇနီးမောင်နဲ့အခုတော့ဖြင့်အမေလုပ်တဲ့သူသည်အဖေကိုတစ်ဆက်ကလေးမှမှတ်မိခြင်းမရှိတော့သောကိုယ့်ရဲ့သမီးအသက်50ကျော်သမီးကိုလည်းမှတ်မိတော့ခြင်းမရှိတော့ တငယ်ပြန်နေတော့ခုံပေါက်နေတော့ပြည်လွားနေတော့ကစားနေတော့ဒီမြင်ကွင်းတွေကိုကြည့်ပြီးတော့တမီးဖြစ်တဲ့သူကမျက်ရည်ဝဲတယ်အမေရဲ့အထီးကျန်နေဆိုတဲ့ကိစ္စတမီးကသိတာပေါ့အမေရဲ့အဲ့တော့သူ့ရဲ့ဇာတောင်းလေးကိုသူကရေးပြတယ်ဒီတမီးဟာအိမ်ကသဘောမတူတဲ့အမျိုးသားနဲ့ယူသွားတဲ့အတွက်မမကြီးရောကိုကိုကြီးရောအဖေနဲ့မေရောပြစ်ထားကြတယ်ပေါ့ ဲ့တော့လုံရင်တို့ရှင်ပြောရရင်တော့ဆရာမရဲ့အရေးသားလေးကအင်မတန်ညံ့ညောတဲ့အတွက်သူ့ရဲ့အမျိုးသားသည်နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူကျူရှင်ဆရာဘွားနဲ့အသက်မွေးတယ်တိန်လုံးမှာစာအုပ်တွေကြီးပဲအင်္ဂါသေးသေးလေးစီးပွားဥစ္စာကိုလိုလိုလားလားရှာဖွေခြင်းမရှိပြောချင်တာကနိုင်ငံရေးကိုစိတ်ဝင်စားတဲ့နိုင်ငံရေးသမားတယောက်ကလေးတွေကိုစာသင်ပေးတဲ့ကျောင်းဆရာတယောက်ပါပါလေးပုံဖော်ထားတယ်တညမှာတော့ခေါင်းလောင်းတန်တွေဆူညံပြီးတော့ထွက်လာတယ်ခေါင်းလောင်းတန်တွေဆူညံတဲ့အချိန်မှာလူတွေအုပ်စုလိုက်ဝန်တိုင်းဝန်တိုင်းရောက်ရှိလာတယ်ခဏဆိုပြီးတော့ခေါ်သွားတာ ဒီလောက်ဆိုရင်စားဖတ်တဲ့သူကသဘောပေါက်ပြီခဏဆိုပြီးတော့ခေါ်သွားတာမမကြီးကမေးတယ်ဟဲ့နင်ဒီတစ်ခေါက်တော့ကြာကြာနေမှဖြစ်မယ်နော်အော်မမကြီးရဲ့နေကိုနေမှဖြစ်တော့မှာပါရှင်ပြောမယ်တဲ့အချိန်မှာမမကြီးကတစ်ဖက်ကိုလှည့်သွားပြီမမကြီးကဒီလိုပဲသူပြောမယ်ဆိုရင်ဘယ်တော့မှစကားကိုဆုံးအောင်နားမထောင်ဘူးအင်မတန်တော်တယ်ဆာမန်နုနုရင်ဝါကသူဘာဖြစ်လာခဲ့တယ်ဆိုတာကိုပါပါလေးရေးပြထားတယ်ပြောချင်တာတော့သူ့ယောက်ျားငါးညနဲ့ဖန်ခံသွားပြီပေါ့ထောင်ထဲရောက်သွားပြီပေါ့အမေရဲ့ အထီးကျန်တယ်ဆိုတဲ့ကိစ္စသမီးနားလည်တာပေါ့ဟုတ်ပြီအဲ့တော့ဒီဇာလန်လေးမှာအဲ့လိုလေးနဲ့ချစ်ခင်ယူရခဲ့တဲ့ဇနီးမောင်နှံတယောက်ခုတော့မမှတ်မိဘူးအဖေလုံးတဲ့သူကတော့ဂရင်မောင်ကနေကလထိုင်ကိုရွှေ့တဲ့အချိန်တိုင်းနင်တို့အမေရောအမေလုံးတဲ့သူကလည်းအပြင်ကပြန်လာရင်အဲ့ဒီအဖိုးကြီးခုချိန်ထိမပြန်သေးဘူးလားဖြူဖက်ဖြူရောင်းတဲ့အသားကြီးကဘဲကတရုတ်အဖိုးကြီးလေပြီးရင်ဆွေကနေကလထိုင်ပေးနာရောက်လာခြေသလုံးလေးတွေကိုညင်ညင်သာသာလေးနှိပ်လို့ခြေလုံးတစ်ဖက်စေးစီးပြီးကလေးက ကြိုက်တဲ့ဒဏ်ရာကြောင့်ဒီအမေလုတဲ့သူဟာဒီအဖေကိုအဲ့လိုတယုတ်တရပြုစုခဲ့တာအဲ့ဒီကလထိုင်မှာထိုင်လိုက်တိုင်းထိုင်လိုက်တိုင်းအမေလုတဲ့သူဟာအဖေကိုပြုစုပြီးသားဒီအကျင့်ကနှစ်ပေါင်း30ဆွဲလာခဲ့တာအခုတငယ်ပြန်နေတာတောင်လက်ညှိုးငေါငေါထိုးပြီးမောင်းထုတ်နေတဲ့ဂျားတဲ့ကဇက်ကနဲ့ကလထိုင်ဘေးနားရောက်လာပြီးရင်တော့ခြေထောက်ကလေးတွေကိုနှိပ်လို့ဒူကောင်းအောင်ခြေသလုံးထိမဇက်ကတော့ပြောနေတော့ဒီဖိုးကြီးခုတိမပြန်သေးဘူးလားလက်ကလေးကတော့နှိပ်နေတော့ဒီမြင်ကွင်းတွေကိုကြည့်ပြီးတော့ တို့မောင်နှမတွေခံစားကြရတယ်တရက်ကြတော့အဲ့လိုပြောတိုင်းပြောတိုင်းမှာဖေလှုပ်တဲ့သူကအမိမျက်နှာကိုမကြည့်ဘဲနဲ့မျက်နှာလေးလွှဲလွှဲသွားလေရှိတယ်တညနေမှာတော့အမေလှုပ်တဲ့သူကအပြင်းထန်ပြောတယ်အဲ့လိုပဲဝုံတိုင်းကျဲပြီးတော့အမြန်နေပြန်အောင်လာတယ်လိုက်လိုက်ကလေးကိုဇက်ကနဲ့ဖွင့်လိုက်တယ်ဟင်ဒီဖိုးကြီးခုချိန်ကြီးရှိနေတော့လားခုချိန်ကြီးမပြန်သေးဘူးလားဒီတခါမှမပြန်ရင်တော့ရိုက်ထုတ်ရလိမ့်မယ်ရိုက်ထုတ်ရလိမ့်မယ်ဒီတခါမှမပြန်ရင်တော့ရိုက်ထုတ်ရလိမ့်မယ် အမေရဲ့မျက်နှာကိုတည်တည်ချာချာမကြည့်တဲ့အဖေကဒီတခါတော့စူးစူးဆိုက်ဆိုက်ကြည့်တာကိုကျမတတိထားမိတယ်။အဲ့ဒီညမှာပဲအဖေကွယ်လွန်သွားပါတယ်။အမေရဲ့မျက်နှာလေးကိုခက်လွဲ့လွဲ့လေးပဲထားတဲ့ဖေကအဲ့ဒီညမှာတော့ဒီတခါမှပြန်သေးဘူးလား။ဒီတခါမှမပြန်ရင်တော့ရိုက်ထုတ်ရလိမ့်မယ်။ဒီတခါတော့အဖေကအမေမျက်နှာကိုခက်ကြာကြာလေးစူးစူးဆိုက်ဆိုက်ကြည့်တယ်။အဲ့ဒီညမှာပဲအဖေကွယ်လွန်သွားပါတယ်။ ဲ့ဒီလိုဖေးကွယ်လွန်သွားတဲ့ကိစ္စတို့ကိစ္စဝိစားတွေဆောင်ရင်ကြအဲ့အချိန်မှာအင်ကိုဝန်းတိုင်းကျဲပြီးရောက်လာတဲ့နော်ကျွန်တော်ခုနကပြောသလိုအရေးသားကပိုကောင်းတယ်လို့ပြောသလိုအင်ကိုဝန်းတိုင်းကျဲပြီးရောက်လာတဲ့အမေနင်တို့ငါ့ကိုဘာဖြစ်လို့မတ်တိုက်အိမ်မှာတွားပြီးတော့အိတ်ခိုင်းကြတာလဲမတ်တိုက်ဆိုတာသူညမငါဘယ်တော့မှအိမ်နဲ့ခွဲပြီးအိတ်ခဲဖို့လို့လဲနင်တို့ဘာဖြစ်လို့ငါ့ကိုမတ်တိုက်အိမ်မှာညသိကြတာလဲနင်တို့ငါ့ပေါ်မှာမကောင်းဘူးပြောချင်တာဒီဖေးရဲ့နာရေးရှိတဲ့အတွက်မအီကိုသူညမ တို့အတော်အိမ်မှာသွားတိတ်ထားတယ်။အိမ်ကိုဝုန်းတိုင်းကျဲပြီးပြန်လာတယ်မေး။ငါအိမ်နဲ့ဘယ်တော့မှခွဲခဲ့ဘူးလို့လေ။နေတော့ငါ့ကိုရက်ဆက်တယ်။အဲ့ဒီချိန်မှာဖြတ်ကနေလိုက်ကလေးကိုကြည့်လိုက်တော့သူမြင်နေကြအသားဖြူဖြူဖြူပတ်ဖြူရော်နဲ့တရုတ်ဖိုးကြီးကိုသူမတွေ့ဘူး။အဲ့လိုမတွေ့ရနေပြီးတော့သဘောတွေကြတယ်။အဲ့တော့ပြင်ဆင်ထားတာလေးကကလထိုင်လေးရဲ့ဘေးအဖေရှိစဉ်တော့အတိုင်းပဲ။ဇာချင်အောင်လေးကိုလည်းထလူထဲထဲလေးချထားတယ်။ ဘေးမှာကလထိုင်လေးနဲ့နွားနို့ွက်ကလေးနဲ့စပွဲကုံပေါ်မှာအဖေရဲ့ဓာတ်ပုံလေးနဲ့အဖေရဲ့ဓာတ်ပုံကိုကြည့်ပြီးတော့သူ့ခင်မွေးရဲ့ဓာတ်ပုံကိုကြည့်ပြီးသူကဟဲ့ပဲပဲရည်တယ်။အဲ့ဒီမြင်ကွင်းလေးကိုကြည့်ပြီးတော့တာကြီးလှုပ်တဲ့သူကမျက်ရည်လေးစုပ်လာတဲ့အတွက်ဒီအဖေရဲ့ကလထိုင်လေးမှာပဲခြေပြက်လက်ပြက်ထိုင်လိုက်မိတယ်။အဲ့တော့ဓာတ်ပုံလေးကိုငေးကြည့်ရနေပြီးတော့တစ်ဖက်ကိုဇက်ကနဲလှည့်ကြည့်လိုက်တော့သူ့ဟောက်ကြားထိုင်းနေကြခုံမှာထိုင်နေသူ့သားကြီးအဲ့ဒီသူ့သားကြီးကိုလည်းမြင်လဲမြင်တော့ချက်ချင်းပဲငုတ်တုတ်ကလေးထိုင်ချပြီးတော့ တိုင်းရဲ့ခြေတော်ကလေးတွေကိုဖွာဖွာလေးနှိပ်ပေးနေတဲ့အမေအကိုလောက်တဲ့သူငိုပြီအမေရဲ့အဖေသေးပြီသူမသိသေးဘူးအဲ့ဒီလိုနဲ့တမီးလောက်တဲ့သူကလည်းအမေရလည်းသူ့ကိုမမှန်မိအဖေရလည်းဆုံးသွားပြီသူကလည်းသူ့ဒုက္ခနဲ့သူအဲ့ဒီလိုနဲ့အဲ့ဒီညတာတွေကိုကုံလုံးနဲ့ပေါ့မနဲ့ဝေလီဝေလင်းမှာတမီးလောက်တဲ့သူကအဖေရဲ့အခန်းလေးကိုအဖေရှိနေစဉ်ကအတိုင်း ဖြစ်အောင်ချင်းအောင်လေးကအစစပွဲကုံလေးကအစစောင်းဝဲပေးဖို့လာတဲ့အချိန်မှာခြေတံကြားလို့လှည့်ကြည့်လိုက်တော့သူ့အမေသူ့နာမည်ခေါ်တယ်အိမ်ကိုရောက်တာကြာပြီတမီးကိုတမီးမမမမိတဲ့အမေကဒီကနေ့တော့ဖြင့်သူ့ရဲ့နုပြုံမှုလက်ဆက်မှုတစုံတရာပူးကပ်နေတဲ့အမူအရာတွေပျောက်ပြီးတော့နှစ်ပေါင်းများစွာမိသားစုတပြုံတမကြီးကိုလောက်ကင်ကျိုးမွေးခဲ့တဲ့အမေတယောက်ရဲ့ဟန်ပန်အတိုင်း ဟဲ့မထွေးသူ့နာမည်မထွေးရှင်အမေတမိမထွေးဒီအိမ်ကိုသူရောက်လာကြပြီအမေလို့တဲ့ဆိုတော့သူ့ကိုမမှတ်မိဘူးအခုသူ့နာမည်ကိုခေါ်နေပြီတမိမထွေးရှင်အမေအမေတမိကိုမှတ်မိတယ်နော်အตาနေစားမှာအေးညီဖေပဲမှာလေငါဝီလီဝီလီနေရရှားနေတာတဲ့ညီဖေပဲမှာလေတဲ့ပြန်တရီရသွားတာ တငယ်ပြန်နေတဲ့ဖွားကြီးညဖေဘမှာလဲတဲ့ညတို့ဘယ်ပို့ထားကြတာလဲတဲ့အသက်ရှင်ရဲနေတော့ငါတို့ကိုခွဲမထားပါနဲ့အေးတဲ့အသက်ရှင်ရဲနေတော့ငါတို့ကိုခွဲမထားပါနဲ့အေးညဖေဘမှာလဲကောင်းတာကငယ်မှုငယ်သွေးတွေပျောက်တငယ်ပြန်နာတွေပျောက်ပြီးတော့အုံနောက်ရဲ့သဘောတရားအရစိတ်ခံစားမှုအရဒါတွေကိုစိတ်ပညာနဲ့ပတ်သက်တာတွေကိုစိုက်ဆံမှနှလုံးရင်ဝါဘာမှရေးမပြပါဘူး စိတ်ခံစားမှုအတိုင်းပဲငါတို့ကိုရှင်ခွဲတော့အသက်ရှင်ရဲ့တော့ခွဲမထားကြပါနဲ့အေးအဲ့ဒီတော့မှသမီးလုပ်တဲ့သူပါအမေရဲ့ရှင်ခွဲခွဲရတဲ့ကိစ္စအမေသမီးကလည်းအမေလိုပဲပောက်ကွဲလိုက်ချင်ပါတယ်အမေရဲ့အဲ့ဒီလိုနဲ့သူ့အောင်ကြောက်ကိုလက်ပတ်စားပြီးခြေထောင်လေးကိုမကြည့်နောက်ဆုံးမတွေ့ဘူးအာအင်ကုန်ခန်းနေတဲ့အမေအသက်60ကျော်အမေသူ့အောင်ကြရဲ့ခရင်ပေါ်မှာပုံရက်ကလေးမျက်လုံးလေးကပြူးချယ်လို့ စကားလေးတခုဖောက်ပါလေပြောနေတယ်နင့်ဖေဘက်မှာလဲနင့်ဖေဘက်မှာလဲငါတို့နှစ်ယောက်ကိုရှင်လျက်နဲ့တော့ခွဲမထားကြပါနဲ့အေးပြောနေတယ်အမေအမေရဲ့ရှင်ကွဲဆိုတဲ့ဒုက္ခကိုအမေသမီးကလည်းအမေလိုပဲပေါက်ကွဲလိုက်ချင်ပါတယ်အမေရဲ့ခင်မိုးတဲ့နိုင်ငံရေးပုံမှန်နဲ့ခွဲခွာခြင်းခံထားတဲ့ကိစ္စနော်ဝိတုရဲ့အလှသည်စကပြေရဲ့အလှသည်ဆရာမကထောင်ဆိုတဲ့စကလုံးတစ်လုံးမှမပါဘူးရေးပြထားတာ ခေါင်းလောင်ကျိုးဆွဲသံများလူစိမ်းများရုတ်တရက်ဝင်ရောက်လာသောမေခွန်းများခဏဆိုပြီးတော့ခေါ်သွားရာကနေဒါလောက်ဆိုရင်နားလည်ပြီကျွန်တော်တို့အဲ့ဒီအဖေရဲ့ဂရင်ပေါ်မှာပဲမျက်လုံးလေးအချောင်သားနဲ့အသက်ထွက်သွားရှာတဲ့အမေဝတ္ထုရဲ့ကောင်းစဉ်ကစကပြေရဲ့ကောင်းစဉ်ကဆရာမကစကပြေ SA လို့ပါလို့ရေးလိနေပါတယ်။ညသွားပြင်ဝတ္ထုရေးတာများပါတယ်။အဲ့တော့ဒါလေးကကြတော့ဝတ္ထုအနေနဲ့တော့လကောင်း အစေးအနေနဲ့တော့လကောင်းနှမျိုးခံစားလို့ရတဲ့စကားပြေရေးသားဖြစ်ပါတယ်။ခေါင်းစဉ်ကိုရှင်ကွဲလို့ဆရာမပေးပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာအဲ့ဒါလို့ကွဲကွာခြင်းဘောင်းစုံနဲ့ခံစားခဲ့ရတဲ့ဒုက္ခနဝေမောင်လရှင်းရဆိုတာတိတ်ကြသေးတဲ့ကာလတစ်ခုမဟုတ်ပါဘူး။ကျွန်တော်တို့လက်ထဲကိုကျွန်တော်တို့ဖြစ်ချင်တဲ့အနာဂတ်ကလည်းပြည်ပသားသားရောက်ရှိနေတဲ့အချိန်လည်းမဟုတ်သေးပါဘူး။ဒီကြားထဲမှာတတိဝရိယနဲ့နေထိုင်ပြီးတော့ဆောင်ရွက်နေကြရတဲ့အချိန်ဖြစ်ပါလေ။အဲ့တော့ ဒီလိုနှလုံးသားတွေကိုစာရေးဆရာတွေစာပေသမားတွေစိရနာရှင်တွေကိုစန့်ကျင်တဲ့နေရာမှာသူတို့တက်ဆွမ်းတဲ့အမှုပညာနဲ့ခေအဆက်ဆက်စန့်ကျင်ခဲ့ကြတယ်။သို့သောရသမြောက်လုံးတဲ့အခါကျတော့စန့်ကျင်လို့စန့်ကျင်မှမသိအောင်အမှုပညာကဆွဲဆောင်သွားတယ်။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာစာပေစစ်ဆေးဆိုတာရှိတယ်။ရုပ်ရှင်စံစာအဖွဲ့ဆိုတာရှိတယ်။ အနုပညာပစ္စည်းတွေကိုသူတို့ကိုဖြတ်တန်းပြီးမှပြည်သက်ရဲ့ရှေ့မောက်ကိုရောက်ရပါတယ်။ကြီးစရာမောစရာကျွန်တော်အများအားပြောလို့ရှိပါတယ်။လွင်မိုးရဲ့နန္နာလိုင်းရဲ့ဒိုက်တာမောင်မျိုးမင်းရဲ့ရိုက်တဲ့ဇကားအင်းအားကောင်မောင်ပေါ်မှာဆွဲလန်းရန်လာလုပ်နေတဲ့အခါလွင်မိုးကဝင်လာပြီးပြောမယ့်ဇကားကတခွန်းနဲ့ဟေ့ကောင်မလေးကိုလှုပ်လိုက်ကတ်စင်စာတင်လိုက်တယ်စင်စာဖွဲ့ကအဲ့ဒီခန်းကိုကတ်ကြီးနဲ့ညှပ်လိုက်မရဘူးဘာလို့မရတော့လဲဗျာလို့စစ်စေးအဖွဲ့ကိုမေးတော့ စင်စာဖွဲ့ကခေါင်းခါပြမပြောပြဘူးတဲ့ကဲမောင်မိုးကြီးလာဟဲ့နောက်တစ်ခါပြန်ရဲမယ်ကောင်မလေးကိုလှုပ်လိုက်မရတော့အေးဒီတစ်ခါကောင်မလေးကိုမလှုပ်နဲ့လို့ပြောဆွဲလိုက်ရလာလှုပ်နေတဲ့အခန်းကိုဝင်သွားပြီလွင်မိုးကပြောပြီဟဲ့ကောင်မလေးကိုမလှုပ်နဲ့စင်စာတင်လိုက်တယ်စင်စာဖွဲ့ကကကြီးနဲ့ထပ်ဖြတ်ဒါရိုက်တာမောင်မိုးကိုခေါ်ပြီးတော့စီစင်းမှုကပြောတယ်ကိုမျိုးမင်းခမရကျုပ်တို့ကိုရွက်နေတာလားတဲ့ဟာခမရဘာတုံးဗျာလှုပ်ပါလို့ပြောတော့လေမရဘူးမလွတ်နဲ့လို့ပြောတော့လေမရဘူး မောင်မိုးရင်မင်းနောက်မနေနဲ့ဒါကန်ဖရိုက်ရိုက်တာမြန်မြန်ရိုက်မှဖြစ်မယ်ကိုမျိုးဒီတစ်ခါကျွန်တော်ဘယ်လိုပြောရမှာလဲအေးငါပြောတဲ့အတိုင်းပြောစော်လိုက် ရလာလုံနေတဲ့လှုပ်ချင်းခံရတဲ့နာနာလိုင်းလွင်မိုးဝင်သွားအေးမင်းတို့ဘာသာမင်းတို့လွတ်ချင်လွတ်မလွတ်ချင်နေထိုးတယ်ကွာဆိုတော့မှအဲ့ဒီစကားပြိသက်ရှိပြလို့ရတယ်လွတ်ပါလို့ပြောတော့ကကကြီးနဲ့ညက်ခံမလွတ်နဲ့လို့ပြောတော့ကလည်းစင်စာဖြတ်ခံနှစ်လလောက်ကြာတော့မှမောင်မျိုးမင်းကစဉ်းစားမိတယ် အဲ့ဒီအချိန်တုန်းကလူလူကောင်းဆောင်တောင်းဆန်းစုကြည်ကိုစေအစိုးရကနေရင်အခြေကျုံနဲ့ဖမ်းထားတဲ့ကာလဖြစ်ပါတယ်။ကောင်မလေးကိုလွတ်လိုက်မရဘူးတဲ့။သူတို့ကိုရွဲတာလားတဲ့။ကောင်မလေးကိုမလွတ်နဲ့လို့ပြောတော့လေမရဘူးတဲ့။လွတ်ချင်လို့မလွတ်ချင်နေထိုးတယ်ကွာဆိုတော့မှရပြီတဲ့ပြတော့တဲ့။အဲ့တော့ဒီလိုဥကြောင်ကြောင်နိုင်တဲ့နော်ဥကြောင်ကြောင်နိုင်တဲ့လူတွေအလုတ်လုတ်တဲ့ အောက်မှာစာပေအမှုပညာတွေကဖြတ်တန်းရတယ်။ဆရာမနုနုကြီးအင်းဝါရဲ့ရှင်ခွဲဆိုတဲ့အရေးသားဟာအဲ့ဒီစာပေစစ်စစ်ရေးကလူတွေဥကြောင်ကြောင် ဖြစ်ပြီးကြံ့ခဲ့တဲ့ဝတ္ထုတဘောဖြစ်ပါတယ်။တကယ်တော့သူတို့ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေလူတွေရဲ့နှလုံးသားကိုနာကျင်အောင်ကျူးလွန်မှုတွေကိုအမှုပညာနဲ့ပေါ်ညွန်းတဲ့နေရာမှာတိတ်ကိုအမှုပညာမြောက်လုံးတဲ့အတွက်အပြစ်တင်တာပဲမဲ့အပြစ်တင်မှန်းကိုမသိတော့လောက်တဲ့အထိအမှုပညာကတည်ဆောင်းသွားတ ဲ့ဒီနည်းနဲ့စာပေအမှုပညာသမားတွေဟာဒီအစ်အစိုးရအဆက်ဆက်ကိုစန့်ကျင်တော်လှန်ခဲ့တဲ့သူတွေဖြစ်ပါတယ်အဲ့တော့ရောင်းတော့နိုင်ငံတော်အစ်စ်ကိုသွားကျင်တဲ့အတွက်ကျွန်တော်ကဒီအကြောင်းအရာတွေကိုပြောပြတယ်ခံစားတတ်တဲ့သူတွေဖြစ်ဖို့ကိုချင်းစာတတ်တဲ့သူတွေဖြစ်ဖို့အဲ့တော့စောစောကပြောတဲ့ဗိုလ်ချုပ်ကြီးခင်ညော့တရားခံမဟုတ်တဲ့ကိုညင်ညီဦးကို2023နှစ်နဲ့နှစ်လချမှတ်ခဲ့တယ်ဟောသူကိုယ်တိုင်လည်း သူကိုယ်တိုင်စောက်ထားတဲ့အဆောက်အဦမှာပဲပြန်ပြီးတော့အကျဉ်းကျခံရတဲ့အထိဝတ်ဆိုတာလဲရပါတယ်ဒါတွေဟာတမိုင်းမှာတမ်းမှာဖြောက်ဖြက်ပြစ်လို့မရတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဟုတ်ပြီဒါဖြင့်ကျွန်တော်တို့ကပြင်းကြတဲ့ကာလတစ်လျှောက်လုံးမှာစိတ်အာနာရှင်နေနဲ့ပတ်သက်လို့အစိုးမြင်စိတ်နယ်ပဲကျွန်တော်တို့ပြောဆိုဆွေးနွေးကြမလားအမျိုးသားပြန်လဲရင်ကြားစေဆိုတဲ့ကိစ္စကို မဆောင်ရွက်ကြတော့ဘူးလားဆိုတဲ့အနေအထားမျိုးအဲ့ဒီအချိန်မှာပဲနောက်ထပ်ကျွန်တော်တို့ချစ်ခင်လေးစားရတဲ့စာရေးဆရာမောင်ရင့်မှာចောင်းကုန်းက SA တက်ဖို့ရေးလာခဲ့ပါ